ဒေသရှင်ဟိမာနေဝင်းကြောင့်ရုပ်ရှင်ရိုက်ခွင့်မရတော့ကြောင်းပြောလာတဲ့ယာစာနေဝင်းရန်ကုန်စင်လီနယူးပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်ဟိမာနေဝင်းရဲ့ယာစာနေဝင်းဆိုတာတခိတခါကမြမရုပ်ရှင်လောကမှာအောင်မြင်ကြော်ကြားပြီးအကယ်ဒမီစုတွေပိုင်ဆိုင်ခဲ့တဲ့ကောလိပ်ဂျင်နေဝင်းရဲ့သားနဲ့သမီးပဲဖြစ်ပါတယ် အဖြူအမဲမြမရုပ်ရှင်ခေတုံးကအကယ်ဒမီစုများစွာကိုပိုင်ဆိုင်ရရှိခဲ့ပြီးတရုတ်ဆောင်တဲ့နေရာမှာသူမတူတဲ့ဟန်ပန်နီနဲ့ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့စကားလုံးတွေကြောင့်ကောလိပ်ဂျင်နေဝင်းရဲ့လို့ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းရဲ့အမှုပညာမျိုးဆက်တွေဖြစ်တဲ့ကောလိပ်ဂျင်နေဝင်းရဲ့သားသမီးတွေဖြစ်တဲ့ရှားစာနေဝင်းနဲ့ဟိမာနေဝင်းတို့ကလည်းအမှုပညာလောကမှာအောင်မြင်ကြော်ကြားတဲ့သူတွေပါအထူးသဖြင့်ဒေသရှင်ဟိမာနေဝင်းကယခုအချိန်ထိတိုင်ဒေသချင်းနေတည်ဆိုနိုင်ပြီးပျော်ပြေမှုတွေများစွာလုပ်နိုင်တဲ့အမှုပညာရှင်တဦးပဲဖြစ်ပါတယ်ဟိမာနေဝင်းရဲ့တချင်းတွေဟာလည်းများစွာရှိခဲ့တာဖြစ်ပြီးဒီကနေ့ထိတိုင်ပရိသတ်တွေရဲ့ကြိုင်းနှစ်သက်မှုကိုရရှိခဲ့ပြီးတချို့တချင်းတွေဆိုရင်တချို့ပြန်လည်နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ် လက်ရှိအချိန်မှာဆိုရင်ဟီမာနီဝင်းရဲ့တဝန်ကြောင်မလေးဆိုတဲ့တခြင်းက TikTok လို့ social media တွေမှာပြန့်နှံ့လာလို့ခုခေတ်လူငယ်တွေတောင်ဟီမာနီဝင်းကိုအားပေးရတဲ့အထိဖြစ်နေတာပဲဖြစ်ပါတယ်။ဟီမာနီဝင်းကတော့အမှုပညာလုပ်တွေနဲ့အဆက်မပြတ်ရှိနေပြီးဇက်တိုင်လုပ်ခွင့်ရနိုင်ခဲ့တယ်ဆိုပေမယ့်ရှားစာနီဝင်းကတော့ပရိသတ်တွေရဲ့ခြေထဲမှာပျောက်နေခဲ့တာတော်တော်ကြာလာခဲ့ပြီဖြစ်ပါတယ်။တခိတခါတုန်းကဆိုရင် MTV တခြင်းတိုင်းလူလိုမှရှားစာနီဝင်းရဲ့လှုပ်ရှားမှုတွေကိုပရိသတ်တွေကတွေ့မြင်ရပါတယ်။ဒါအပြင်ရုပ်ရှင်တွေဗီဒီယိုစကားတွေမှာလည်းများစွာတွေ့မြင်ရပါတယ်။ရှားစာနီဝင်းက သူများနဲ့မတူတဲ့ဟန်ပန်အမှုရာတွေရှိတာကြောင့်တခိတခါတော့ကရှမ်းရှမ်းတောင်းအောင်မြင်ခဲ့ပါတယ်တချို့တော့ဗီဒီယိုတွေမှာဆိုရင်ရာဇာနေဝင်ရဲ့စတိုင်နဲ့ဟန်ပန်ကိုကြိုက်လို့တော့တမင်တက်တဲ့ရိုက်ကူးခဲ့ရတဲ့အချိန်တောင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်နောက်ပြီးရာဇာနေဝင်ရဲ့စတိုင်ဟန်ပန်နဲ့ဖက်ရှင်ဒီဇိုင်းတွေကြောင့်ရာဇာနေဝင်ကလုံးတွေတောင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးအမှုပညာလောကမှာရှမ်းရှမ်းတောင်းအောင်မြင်ခဲ့တယ်ဆိုပေမဲ့အခုနောက်ပိုင်းမှာတော့ရုပ်ရှင်ရိုက်ကူးမှုတွေမရှိတော့ပဲပရိသတ်တွေရဲ့ရှေ့မှာပျောက်နေခဲ့တာကြားပါပြီအဲ့ဒီအတွက်လည်းအကြောင်းရင်းမှန်ကိုရာဇာနေဝင်ကပြောပြ လာခဲ့ပါတယ်။သူအခုလိုမျိုးရုပ်ရှင်တွေမရိုက်ဖြစ်တော့ဘူးဆိုတာကဟေမာနေဝင်းကြောင့်လို့ပြောပြလာခဲ့တာပါ။လက်ရှိချိန်မှာဟေမာနေဝင်းကသူ့ရဲ့မန်နေဂျာဖြစ်လုပ်နေတာပဲဖြစ်ပါတယ်။ရှားစာနေဝင်းစားဖို့တာဖို့အစားအစာရာကိုဟေမာနေဝင်းကပဲတာဝန်ယူထားပေးတာဖြစ်တဲ့နောက်ပြီးတချို့သောဇလန်းတွေဆိုရင်လေဟေမာနေဝင်းကမန်နေဂျာဖြစ်တာဝန်ယူထားတာဖြစ်တဲ့အတွက်စီးစစ်တယ်။ကိုမကြိုက်ဘူးဆိုရင်လုံးဝမရိုက်ခိုင်းဘူးဒီလိုနဲ့ရုပ်ရှင်တွေမရိုက်ဖြစ်တော့တာပါလို့ပြောလာပါတယ်။ဒီကနေ့မှာတော့ရှားစာနေဝင်းကပရိသတ်တွေရဲ့ရှေ့ကိုပွဲတက်ခန်းနာတစ်ခုနဲ့သူရောက်ရှိလာပါတယ်။ ဘောဂါသစ်အယောင်ပြပွဲကြီးမှာရာဇာနေဝင်းကတက်ရောက်ခဲ့တာဖြစ်ပြီးဝစ်စုံဒီဇိုင်းဖက်ရှင်တွေကအစားဟေမာနေဝင်းကပဲစီစဉ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်တွေကယာစာနေဝင်တရားအခုလိုမျိုးပြန်ပေါ်လာတဲ့အတွက်လဲဝမ်းသာနေကြတာဖြစ်ပါတယ်။ယာစာနေဝင်ကတော့ရုပ်ရှင်တွေရိုက်ချင်ပါတယ်။အရင်တလုံးလုံးကကိုဆိုင်ဆိုင်ခန်းလိုက်ကရုပ်ရှင်ဇာကတကားမှာကန်းလက်နေဒါပေမဲ့မင်းသမီးရဲ့အဖေဖြစ်တရုတ်ဆောင်ရမှာဖြစ်တဲ့အတွက်ဟီမာနေဝင်ကလက်မခံလို့မရိုက်ဘူးဖြစ်ပါဘူးဆိုတဲ့အကြောင်းကိုလည်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဟီမာနေဝင်နဲ့ယာစာနေဝင်ကိုအားပေးဖြစ်ကြလားဘယ်လိုပုံစံမျိုးတွေနဲ့ပရိသတ်တွေရှေ့ကိုပြန်လဲရောက်ရှိစေချင်လဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်ရှင်